ရှမ်းပြည်နယ်ကနေသခိုင်းတိုင်းဒေသကြီးကိုတင်ဆောင်ရောင်းဝယ်တဲ့ငွေကျပ်1ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွရည်သူစင်ပြ15သိန်းကျော်ကိုမန္တလေးတိုင်းဒေသကြီးပြည်ကြီးတကုံမြို့နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပိုးပေါင်းအဖွဲ့ဟာမလ14ရက်ညနေ4နာရီခွဲမှာမန္တလေးတိုင်းဒေသကြီးပြည်ကြီးတကုံမြို့နယ်134လမ်းနဲ့88လမ်းတောင်မှာအောင်းနိုင်ထွေးခေါ်ဖိုးသားမောင်းနေပြီးရဲလင်းဖြိုးလိုက်ပါလာတဲ့နင်ဆန်းစံတပိန်မော်တော်ယာဉ်နဲ့နန်းလင်းမောင်းနေပြီးရင်ဝင်းထက်လိုက်ပါလာတဲ့နင်ဆန်းစံတပိန်မော်တော်ယာဉ်တို့ကိုတရင်အရရှာဖွေရာ အဆိုပါရင်းနှီးပေါ်မှာကုန်ပစ္စည်းတွေနဲ့ဖုံးအုပ်တင်ဆောင်လာတဲ့စိတ်ကြွရည်သွေးစင်ပြား 10တက်သမသသိန်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ဒါပြင်မလ14ရက်ည7:00နာရီခွဲအချိန်စိတ်ကြွယူသွတ်ဈေးပြားတွေတည်ဆောင်ရမှာပူပေါင်းပါဝင်သူတွေဖြစ်တဲ့စိုးတီဟာနဲ့အောင်ဖြိုးကိုရောကိုအမရပူရမြို့နယ်ဆွဲတော်ကောင်းဝင်းမှာဖမ်းဆီးရမိခဲ့ပြီးမလ15ရက်မနက်တနာရီအချိန်ပြည်ကြီးတကုံမြို့နယ်စမှုကွက်တဲ့140ဘီလံ55လမ်းနဲ့56လမ်းကြားမှာရှိတဲ့နေအိမ်မှာ၎င်းတို့နှစ်ဦးဝက်သိမ်းထားတဲ့စိတ်ကြွယူသွတ်ဈေးပြား9သိန်းထပ်မံသိမ်းဆီးရမိခဲ့တဲ့အတွက်စုစုပေါင်းဒေသကာလတန်မိုး ငွေကျပ်1.2ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွရေးသို့ဈေးပြား15.3သိန်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ စစ်ဆေးဖော်ထုတ်ချက်အရမလ14ရက်မနက်6နာရီခွဲအချိန်စိတ်ကြွရည်သွတ်ဆေးပြားတွေကိုမန္တလေးတိုင်းဒေသကြီးမရပူရမြို့နယ်ကနေစကိုင်းတိုင်းဒေသကြီးကလေးမြို့ကိုတည်ဆောင်မှုစေခိုင်းသူဇော်မင်းထွန်းခေါ်ကိုဇော်ခေါ်ပုံတူကိုစကိုင်းတိုင်းဒေသကြီးကလေးမြို့ပင်လုံရက်ကွက်မှာရှိတဲ့၎င်းရဲ့နေအိမ်မှာဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်ဆေးဖော်ထုတ်ချက်တွေအရသိမ်းဆည်းရမိစိတ်ကြွရည်သွတ်ဆေးပြားတွေကိုရှမ်းပြည်နယ်ကနေစကိုင်းတိုင်းဒေသကြီးကိုတည်ဆောင်ရောင်းဝယ်တာဖြစ်ကြောင်းသိရတဲ့အတွက်၎င်းတို့ကိုမူရစ်စေဝါနဲ့ စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးခွဲဆက်ပြမှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိရလို့သိရပါဗျာ။